မြို့နယ်ဆမ်မလောက်ကျေးရွာမှာပန်းလိုက်မြေတိုက်စားမှုကြောင့်ကျေးရွာလမ်းပြိုကျသွားခဲ့ပြီးနေရင်ချို့လည်းဖျက်သိမ်းပြောင်းရွှေ့နေရတယ်လို့သိရပါဗျ။အေယဝရီတိုင်းညောင်နှောင်းမြို့နယ်ဆမ်မလောက်ကျေးရွာအထက်ပိုင်းရပ်ကွက်မှာဇွန်လ2ရက်နေ့ကမြေကပန်းပြိုကျတာကြောင့်ကွန်ကရစ်လမ်းပြိုကျခဲ့ပြီးနေရင်တစ်လုံးလည်းဖျက်သိမ်းလိုက်ရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ဆမ်မလောက်ကျေးရွာမှာပန်းလိုက်မြေတိုက်စားမှုကြောင့်ရခုနှစ်ထဲဖျက်သိမ်းရတဲ့လူနေအိမ်ဟာစုစုပေါင်း9ဆသလုံးရှိပြီလို့သိရပါဗျ။ ဆမ်မလောက်ကြေးပြားဒေသခံမျိုးသားတဦးကအရင်လာကတော့များတယ်အခုကအိမ်တလုံးပဲဖြစ်ရတာလူတော်လန်းကွန်ကရစ်လန်းတော့ပြိုကျသွားတယ်လို့ CJ platform ကိုပြောပါတယ်ဆမ်မလောက်ကြေးပြားကမြေကမာပြိုကျတာနဲ့ပတ်သက်ပြီးမြို့နယ်တာဝန်ရှိသူတွေကမြေကမာထပ်မံမပြိုကျဖို့အရေးပေါ်အကာအကွယ်ရေးလုပ်ဆောင်ပေးတာမျိုးမရှိဘူးလို့သိရပါတယ် မောဦးကာလာအတွင်းမြေအထက်ပမာမြေရည်ကြီးနေတာတွေရှိနေပြီးပန်းလိုက်မြေရည်လည်းတက်လာနိုင်တာကြောင့်ပန်းလိုက်မြေကန်နီနေထိုင်ကြတဲ့ဒေသခံတွေအနေနဲ့လည်းစိုးရိမ်မှုတွေရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ပန်းလိုက်မြေရည်တက်လာပါကဆံမလောက်ကျေးရွာရှိမြေကန်းမဲ့ချမ်းအထက်ပိုင်းရပ်ကွက်ကနေရန်ကုန်မသိန်းကမ်းလမနားအထိမြေရည်တက်တာတွေရှိတယ်လို့သိရပါတယ်။ကျမတို့ကရွာဆိုတော့မြို့ပေါ်လို့တော့ဘယ်ကယူဆိုင်မလဲ။ညောင်နှောင်းမပြိုခင်ကတည်းကရွာမှာကပြိုလို့အိမ်တွေဖြတ်ပြေးရတာတွေရှိတယ်။ ကာကွယ်ရေးတွေလုပ်ဖို့လည်းဘာသာမှမကြပါဘူးဖြစ်လာရင်ဖျက်ပြောင်းမယ်လို့အသက်၄၀ကျော်ဒေသခံအမျိုးသမီးတဦးက CJ platform ကိုပြောပါရတယ်